ားလုံးပဲမင်္ဂလာပါဒီနေ့အန်ဂျူကခေါ်တဲ့အလုပ်တွေကိုထပ်မံပြီးတော့ပြပြပေးတော့မှာဖြစ်ပါတယ်ဒီနေ့အတွက်ကတော့အဖွဲ့အစည်း၈ခုကနေအလုပ်ကိုင်း၁၂ခုကိုဖိတ်ခေါ်ထားတာတွေ့ရပါတယ်ပထမဆုံးတစ်ဖွဲ့နေနဲ့ဆိုရင်ကျွန်တော် GNI ဆိုတဲ့အဖွဲ့က Project Officer အနေနဲ့ရန်ကုန် ဘက်မှာခေါ်ထားတဲ့အဲလောက်ကိုင်းတစ်ခုတွေ့တယ်။နောက်တစ်ခုကနောက်တစ်ဖက်က UNESCO ကနေရန်ကုန် base ခေါ်ထားတာပေါ့နော်။ဒါလည်း technical consult type အနေနဲ့သူခေါ်ထားတာလည်းတွေ့ရတယ်။နောက်ဖွဲ့စည်းတစ်ခုအနေနဲ့အဲ KE HOC ဆိုတဲ့ဖွဲ့စည်းကကရင်အတွက်ခေါ်ထားတာဖြစ်ပါတယ်။ဒါတော့စေပညာနဲ့သက်ဆိုင်တဲ့ medical doctor post ကိုခေါ်ထားတာတွေ့တယ်။ နောက်တစ်ခုအနေနဲ့ကျတော့ MMFA ဆိုတဲ့အဖွဲ့အစည်းကပဲရန်ကုန် base ခေါ်ထားတာတွေ့တယ်။အဲဒါတော့ဗာ post လဲဆိုရင် ကျွန်တော်တို့ဒီ final admin officer အနေနဲ့ခေါ်ထားတွေ့ရပါတယ်လို့နောက်တစ်ခုကတော့အဖွဲ့အစည်းကိုမပေါ်ပြပဲနဲ့ရန်ကုန် base မှာ GPV specialist အနေနဲ့ဖိတ်ခေါ်ထားတဲ့အလောက်ကင်တစ်ခုလဲတွေ့ရပါတယ်။နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ SMDO ပေါ့နော်စူပြေမြန်မာ development organization ကနေ me officer အနေနဲ့လည်းရန်ကုန် base ခေါ်လာတာတွေ့ရတယ်။နောက်တစ်ခု IRC ကနှစ်ခုခေါ်လာတာတွေ့ရပါတယ်။ Mandalay location အတွက်ပဲ WPE manager နဲ့ကျွန်တော်တို့ reference spot officer ဆိုတဲ့ post နှစ်ခုခေါ်လာတာတွေ့ရပါတယ်။ now တဖွဲ့အနေနဲ့ကြတော့အမ CS ပေါ့နော်မြန်မာချက်ချင်းနေအတင်းကနေနေပြီးတော့နေရန်ကုန်တွဲခေါ်လာတော့နခုခေါ်လာတွေ့ရတဲ့တခုကကျွန်တော်တို့ assistant program support officer အနေနဲ့တခုရဲ့နောက်တခုက head officer အနေနဲ့ခေါ်လာတာတွေ့ရတယ်နော်နောက်တခုအဖွဲ့အစည်းတခုအနေနဲ့ attend မြန်မာကနေမန္တလေး region အတွက် agree specialist ခေါ်လာတာလေကျွန်တော်တို့ တွေ့ရတယ်။နောက်ဆုံးတစ်ခုအနေနဲ့ဒီနေ့25ရက်နေ့မှာနောက်ဆုံးတစ်ခုတင်ပြထားတဲ့အပွဲစီကတော့ကျွန်တော်တို့ SF Holland ကနေကျွန်တော်တို့ Wine Mall ကချင် Wine Mall အတွက်ခေါ်လာတဲ့ post ဖြစ်ပါတယ်ဒါကတော့ဒီအဲတခွေခမ်းပညာရှင်အနေနဲ့ခေါ်ထားတဲ့ post တွေဖြစ်ပါတယ်ဆိုတော့ဒီအလောက်ကန်နေရတော့ဒီ25ရက်နေ့မှာကျွန်တော်တို့ အင်ဂျီအိုဖွဲ့စည်းတီတီကနေလိုအပ်တဲ့ post တွေကိုတင်ပြပြီးတော့ကျွန်တော်တို့ဖိတ်ခေါ်တာတွေလောက်ကိုင်းနေဖြစ်ပါတယ်လိုရတဲ့လူတွေကျွန်တော်ဒီခေါ်တာတဲ့ links တွေကို ကျွန်တော်ဒီ comment box တက်မှာကျွန်တော်တို့ link တွေ share ထားပေးပါမယ်လိုရတဲ့လူတွေတက်လာပြီးတော့အဲကြည့်ရှုလေးလာပြီးတော့ရှောက်တားလို့ရတယ်ဆိုတော့အကြောင်းဝေမျှချင်ပါတယ်ခုလိုဆုံးတိကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးတင်တယ် ောက်ကန်လေးစင်ပြေကြပါစေ